င်္ဂလာပါရှင်ကျမတော်ငူခတ်တာပါ DV ရုံမြင့်တန်ကြားရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်အာနာဒိစစ်တပ်ကဖမ်းဆီးထားတဲ့လူလူကောင်းဆောင်ဒေါ်ဆန်းစုကြည်ကြောင့်ငြိမ်းချမ်းရေးနှောင့်နှေးခဲ့ရတယ်လို့စစ်ဘုတ်ချုပ်ဟောင်းဦးအောင်မင်းကဝေဖန်လိုက်ပါတယ်အော်တိုဘားလ18ရက်နေ့ညနေပိုင်းကနေပြီးတော့ MICC 1ကြောက်စိတ်ခမ်းမမှာပြုတ်လို့တဲ့ NCA 7ပြည့်နဲ့အလို့ယုံဆွေးနွေးပွဲပိတ်ပွဲအခမ်းအနားမှာဦးအောင်မင်းကအကျဉ်းစုတင်စကားပြောကြားတဲ့အချိန်တောင်ဆန်းစုကြည်အကြောင်းကိုထည့်သွင်းပြောဆိုခဲ့တာဖြစ်ပါတယ်။ ဦးအောင်မင်းကလက်ရှိစစ်ကောင်းဆောင်ရဲ့လူုံတွေဖြစ်တဲ့ NSPNC ဥက္ကဋ္ဌဒုဗိုလ်ချုပ်ကြီးရာပြေအတွင်းရမှုဒုဗိုလ်ချုပ်ကြီးမင်းနိုင်နဲ့အငိမ့်စားစစ်တပ်အရာရှိတွေရဲ့အများပြားရှေ့မှာအခုလိုပြောဆိုသွားခဲ့တာပါ ဒါပြင်သူ့အနေနဲ့ငင်းချမ်းရေးအကျိုးဆောင်ဘဝကနေအနားယူပြီးနောက်ထပ်လုံမဲ့ငင်းချမ်းရေးပွဲတွေကိုမလာတော့ဘူးလို့ပြောပါတယ်။အော်တိုဘားလ15ရက်နေ့ကနေပြည်တော်မှာပြုလုပ်ခဲ့တဲ့ NCA 10နှစ်ပြည့်အခမ်းအနားမှာငင်းချမ်းသောမြမအနာဂတ်တိဆောက်ခြင်းအလို့ယုံဆွေးနွေးပွဲကိုပါပြုလုပ်ခဲ့ပြီး၃ရက်တာဆွေးနွေးမှုတွေကနိုင်ငံရေးနဲ့ပတ်သက်တဲ့အကြံပြုချက်48ချက်နဲ့စီးပွားရေးအတွက်အကြံပြုချက်58ချက်ရရှိခဲ့တယ်လို့သိရပါပါတယ်ရှင်။ ရှမ်းပြည်နယ်တောင်ပိုင်းဖေခုံမြို့နယ်ကဘောရန်ရွာနှစ်ရွာကိုစစ်တပ်နဲ့ပုံပြည်သူစစ် PNO ကစစ်ကြောင်းထိုးပြီးမီးရှို့နေတဲ့အတွက်ဒေသခံတထောင်ဝန်းကျင်လောက်ဘေးလွရာကိုထွက်ပြေးနေကြပါတယ်။သူတို့အတွက်စားနပ်ရိက္ခာနဲ့နေရာထိုင်ခင်းတွေအတွက်အကူအညီတွေအရေးပေါ်လိုအပ်နေကြပါတယ်။ဒါရီနဲ့ပတ်သက်ပြီး Morris ကသတင်းပေးပို့ထားပါတယ်ရှင်။ကိုချောင်းအိမ်မှာကိုလောင်းကိုနေလုံးမလုံးပေါ့ ဒါကတော့ရှမ်းပြည်နယ်တောင်ပိုင်းဖေခုံမြို့နယ်တဲကဘောရံရွာနှစ်ရွာကနေထွက်ပြေးလာကြတဲ့စစ်ရှောင်းတွေပါ။အော်တိုဘာ23ရက်နေ့ကစစ်ကော်မရှင်တပ်နဲ့ PNU ပူးပေါင်းတပ်တွေဟာဘောရံရွာနှစ်ရွာကိုစစ်ကြောင်းထိုးလာပြီးရွာတွေကလူနေအိမ်တွေကို မီးလိုက်ရှို့နေလို့ရွာသားတွေကနှစ်နာရီကျော်လမ်းလျှောက်ထွက်ပြေးလာပြီးတော့လမ်းခွလက်မှာလာခဲ့တဲ့အဖွဲ့တွေနဲ့စုံတဲ့အချိန်ပဲဖြစ်ပါတယ်။အဲလက်တော်အရေးပေါ် တနည်းအားဖြင့်တနည်းရွှေ့လာရတဲ့အတွက်တို့တို့မှဒါပင်ပန်းနေပြီပေါ့နော်ကလေးတွေအမျိုးသမီးတွေအစဒီအမျိုးသားတွေလည်းပင်ပန်းပြီပေါ့နော်တို့တို့ခင်ဗျာမနာရဘူးပေါ့နော်ဘောရံရွာဟာအပေါ်ရွာနဲ့အောက်ရွာနှစ်ရွာရှိပြီးနှစ်ရွာပေါင်းလူဦးရေ1600လောက်နေထိုင်ကြတာပါအာနာသိန်းကာစားမှာနှစ်ရွာလုံးတိုက်ပွဲတွေကြောင့်တင်းရှောင်ခဲ့ပြီးအခုတခါထိုးစစ်မှလည်း နှစ်ရွာလုံးကိုစစ်ကော်မရှင်နဲ့ PNU ပူးပေါင်းတပ်တွေမီးဝင်ရှို့နေတဲ့အတွက်နီးစပ်ရာကကယ်ဆယ်ရေးအဖွဲ့တွေကတွားကယ်ထုတ်နေတာဖြစ်ပြီးဒေသခံ800နီးပါးကိုဘေးလွတ်ရာကိုကယ်ထုတ်ပြီးပြီလို့လက်ရှိကယ်ဆယ်ရေးဝင်နေတဲ့ Job for Care တာဝန်ခံကိုစိုင်းက DBB ကိုပြောပါတယ်။အဲတချို့စစ်ဆောင်လူနာတွေကတော့အော်အဲ့ဒီတောင်ကျော်နမှာဘေးလွတ်တဲ့နေရာမှာပဲဆက်နေမယ်ပေါ့နော်။အော်တခြားဖက်ကိုဟိုမွှေ့ရှင်ပေါ့နော်သူတို့အားနာတာလည်းပါတယ်။အဲဒီစစ်ကောင်စီပြန်လို့တွေ အဲမတက်လာနိုင်ဘူးလေလည်းယူဆလို့တို့နေခဲ့တာရှိရပါတော့။အဲ့ဒီမှာပစ္စည်းတွေပြင်ယူတဲ့ဆေးဖိချောင်းတွေကို ပြန်ပြီးတော့ကာကာရတဲ့လမ်းထိပေါ့နော်ကျွန်တော်တို့တော့တည့်ပေးတာပေါ့နော်။ရှန်ဂရီနီနဲ့ဆက်ဖြစ်တဲ့ဖဲကုံပင်လောင်းဘတ်ချံကိုစက်တင်ဘာလတွေကစစ်ကော်မရှင်တက်နဲ့ PNU ပူးပေါင်းတက်တွေကစစ်ကြောင်းထိုးနေတာဖြစ်ပြီး ပြီးခဲ့တဲ့အောက်တိုဘာ9ရက်နေ့နဲ့10ရက်နေ့မှာလည်းမြောက်စလုံးကျွရကိုမိဝင်ရှို့တဲ့အတွက်ကယ်ဆယ်ရေးသမားတွေသွားကယ်ထုတ်ရပါသေးတယ်။အခုနောက်ပိုင်းထိုးစစ်တွေမှာဆေးရေးပြတ်မှတ်မဟုတ်တဲ့အရသားတွေရှိတဲ့နေရာတွေကိုမိရှို့တာအပြင်လက်နက်ကြီးနဲ့ပစ်တာဒရုန်းနဲ့တိုက်ခိုက်မှုတွေပိုခံလာရတယ်လို့ထွက်ပြေးလာရတဲ့စစ်ရှောင်းတွေကဆိုပါတယ်။အားကျတော့မျိုးပါလေငါးစစ်ကြော်လို့ပြတယ်အမျိုးပါလေသူတို့မျိုးအပေါ်ရွာကနေဆောက်ဝင်နေတယ်အပေါ်ရွာကနေရေဆုံးရှုပြီးတော့သူတို့မျိုးပါလေအောက်ရွာကိုပြန်စင်း ကြောက်လဲကြောက်ပါတော့အဲ့မျိုးကြောက်လဲကြောက်လဲ normal ကိုအဲ့မျိုးပါလဲဒီတည်းရဲ့ကြောက်တော့မျိုးမိုးမိုးရွာတာတစ်ခက်တဲ့ပေါ့နော်အဲ့မျိုးဆိုကိုအိမ်လက်လောင်ထားကြောက်တော့မျိုးကိုတနစ်တာအဲ့မျိုးကိုအဲ့မျိုးဆူဆောင်ထားတဲ့ငွေနဲ့ကိုအဲ့မျိုးအိမ်ဆောက်လဲအဲ့ဒီမျိုးပြည့်စည်သွားတာကြောက်တော့အဲ့မျိုးအယောင်ဝမ်းနေပေါ့နော်လက်တလောထွက်ပြေးလာတဲ့သူတွေအတွက်အရေးပေါ်စားနပ်ရိတ်ခါနဲ့နေရာထိုင်ခင်းအကူအညီတွေလိုအပ်ချက်တွေကလည်းများပြားနေပါတယ်။လက်ရှိကယ်ဆယ်ရေးဝင်နေတဲ့အဖွဲ့တွေမှာလည်းကူနေတဲ့အပိုင်းတွေမှာအကန့်အသတ်ရှိနေတဲ့အတွက်ကရင်နီစစ်ဆောင်နေရဲ့လိုအပ်ချက်တွေကိုဖြည့်ပေးကြဖို့ကယ်ဆယ်ရေးသမားတွေကအကူအညီတောင်းခံထားပါတယ်။ နော်ဒီနေ့တော့ပြတဲ့ဆန္ဒရေးခါနေမူကားရဆိုရင်ကျွန်တော်အကျွေးယူသွားတာပေါ့နော်ဆိုင်ရနေနောက်မှရမငွေပြန်ကောက်ရမှာပဲကျွန်တော်ပြန်ဆက်မှာပေါ့နော်ဟောကျွန်တော်အရေးပေါ်ဖြစ်တဲ့အတွက်ကျွန်တော်တို့မှာရမငွေတကယ်ကိုမရှိတော့ဘူးနော်ဆက်တိုက်ကူလာရတော့ရမငွေအလူငွေထဲတဲ့လူကဆက်တိုက်မရှိဘူးလေတရက်မှာတရက်နှစ်ယောက်ရှိဖို့တော့မလွယ်ဘူးပေါ့နော်လက်ရှိကရင်းဒီမှာစစ်ကော်မရှင်တပ်ကစစ်မျက်နှာ၅ခုဖွင့်ပြီးထိုးစစ်ဆင်လာတဲ့အတွက်တိုက်ပွဲနဲ့နှိစက်ရနေရာတွေကို မလိုအပ်ဖက်ခီးမသွားဘူးနဲ့ဒေသခံပြည်သူတွေအနေနဲ့ဒီကာလမှာစစ်ရေးအသည့်နဲ့လုံခြုံရေးသတိရှိကြဖို့ဆိုပြီး Greeny မျိုးသားကာကွယ်ရေးတပ် KNDF ကထုတ်ပြန်သတိပေးထားပါရခင်ဗျာကျွန်တော် Morris ပါ2023ခုနှစ်ကလေးကပျောက်ဆုံးနေတဲ့မလေးရှားနိုင်ငံကွာလာလမ်ပူးမြို့မြန်မာမွတ်စလင် refugee community MNRC အဖွဲ့တီထောင်သူဒေါ်သူစာမောင်နဲ့မိသားစုကိုမြန်မာနိုင်ငံကိုတရားမဝင်ပြန်လည်ဝင်ရောက်လာတဲ့အချိန်မှာဖမ်းဆီးလိုက်တယ်လို့စစ်ကောင်စီအောက်ဆာခံသတင်းမီဒီယာတွေကနေသတင်းထုတ်ပြန်ထားပါတယ်။ ဒေါက်တာမောင်နဲ့သူ့ရဲ့ခင်မွန်းဖြစ်သူနဲ့သားသမီး၃ယောက်ကိုဖမ်းဆီးခဲ့တာဖြစ်တယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရအန်ယူဂျီကိုရန်ကုန်ဝေထောက်ပံ့တာရန်ကုန်ဝေရှာဖွေပေးတာတွေကိုလုံဆောင်ခဲ့တာကြောင့်ဖမ်းဆီးခဲ့တာဖြစ်တယ်လို့လည်းဖော်ပြထားပါတယ်။ သူတို့မိသားစုကိုမြေသားမျိုးမရဲစခန်းမှာအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုံမှ52ကနဲ့2023ခုနှစ်ကလေးကအမှုဖွင့်ထားပြီးမြေသားမျိုးနယ်တရားရုံးမှာလည်းပုံမှ52ကနဲ့ရာဇဝတ်ကျင့်ထုံးဥပဒေပုံမှ912တို့နဲ့တရားစွဲဆိုထားတယ်လို့သိရပါဗျ။ ဒေါ်သူသာမောင်နဲ့သူ့ရဲ့မိသားစုဟာမလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာ2023ခုနှစ်ဇူလိုင်လ4ရက်နေ့ကပြန်ပေးဆွဲခံခဲ့ရတယ်လို့အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ HRW ကသတင်းထုတ်ပြန်ခဲ့မှုပါတယ်။အဲဒီနောက်မှာပြန်လည်လွှမ်းမြောက်လာတဲ့သတင်းတွေကိုတော့ထုတ်ပြန်တာမရှိခဲ့ပါဘူးရှင်။တီဗီအုံမြင့်တန်းကြားရဲ့နောက်ဆုံးရသတင်းလေးကိုရှုစားခဲ့ကြရတာပါကျမတို့ငုခတ်တာပါကျေးဇူးတင်ပါတယ်